မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ26ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ MNDAA ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ကြေညာထားတဲ့လာရှုံမြို့အတွင်းမှာကိုကန့်တက်ကစစ်ကြောင်းများကလှည့်လည်နေပြီးတော့မြို့ရဲတချို့နေရာများမှာထိတွေ့တိုက်ပွဲဖြစ်ပွားမှုများရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇူလိုင်လ25ရက်နေ့မှာ MNDAA ကလာရှို့ရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုသိမ်းပိုက်ရရှိပြီလို့ကြေညာပြီးတဲ့နောက်မှာစုတ်ခွာသွားတဲ့စစ်ကောင်စီတပ်များနဲ့တိုက်ပွဲများတောက်လျှောက်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။လာရှို့မြို့တွင်မှာ MNDAA တပ်များကနေရာယူထားပြီးတော့ကင်းလက်မှုများကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်။အနီးကပစ်ခတ်တဲ့တိုက်ပွဲများထိတိမ်မှုများလည်းဖြစ်ပွားနေတယ်လို့သိရပါတယ်။တိုက်ပွဲများအတွင်းမှာတိုက်ဆုံသွားတဲ့ရဲနဲ့စစ်သားအလောင်းများဟာလမ်းမများပေါ်မှာပြန့်ကျဲနေကြောင်း MNDAA ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ရှမ်းမြောက်လာရှို့မြို့မှာရှိတဲ့လေရင်ကွင်းမော်တယ်ခန်းမနဲ့ တက္ကသိုလ်ကျောင်းတွေကိုကိုကန့်တက်ကထိမ့်ချုပ်ထားလိုက်ပြီးတော့လက်ရှိစစ်ကောင်စီဘက်ကတက်တွေပြန်ကျဲနေကအုပ်စုတစုနဲ့တစုခံစစ်လုထားတယ်လို့စုံစမ်းသိရှိရပါတယ်။လာရှိုးလမ်းရဲ့အဝိုင်းကနေပြီးတော့ဒီလာရှိုးတက္ကသိုလ်လမ်းရဲ့မြောက်ဘက်ခြမ်းနံပါတ်2မီးပွိုက်တိုင်းယုံနေရာတွေမှာစစ်ကောင်စီနေရာယူထားတယ်လို့ ရှေ့တန်းသတင်းအရင်းမြစ်တို့ကပြောပါရယ်လာရှုံးမြို့ထဲမှာကျွန်တော်တို့စစ်ကြောင်းတွေစေယုံကြီးဘက်ဘန်တွေဘက်ကိုရောက်နေပြီးစစ်ကောင်စီရဲ့အောက်ခြေစစ်သားတွေကိုသတင်းပားကျင်တာကတော့ထွက်ပြေးရင်လည်းထွက်ပြေးပါမထွက်ပြေးရင်လည်းအလံဖြူထောင်ပြီးတော့လက်နက်ချပါလိုင်းမော်ကဘောမတွေရဲ့ဇကားတွေကိုယုံပြီးတော့အတိတရားမရှိတဲ့လူဘိန်းတွေလိုမျိုးတယောက်ချင်းအသေးခံဖို့အတွက်တော့စောင့်မနေပါနဲ့လို့ပြောကြင်ပါတယ်မပြေးဘူးအလံဖြူလည်းမထောင်ကျင်ဘူးဆိုရင်တော့ပြောကြင်တာကမင်းတို့သေးမှာပဲ တို့တို့ကိုတီးစီချင်တာကဘယ်ပြည်သူကမှမအားလာကိုမထောက်ခံတော့ဘူးအဲ့တော့ပြည်သူတွေရှိတဲ့ဘက်ကိုမျက်နှာမူပါမအားလာရဲ့အကျိုးစီးပွားအတွက်နဲ့တော့တို့တို့အသက်ကိုပေးမနေနဲ့တော့ကျွန်တော်တို့လည်းစနစ်စိုးကိုတိုက်ထုတ်နေတော့ပါစစ်ကောင်စီရဲ့အောက်ခြေစစ်သားတွေလည်းမြန်မာပြည်သားပဲနိုင်ငံသားအချင်းချင်းမတိုက်ချင်ဘူးလို့ MNDAA ရဲ့ရှေ့တန်းသတင်းအေးမြစ်ကပြောကြားထားပါတယ် MNDAA တပ်များကလာရှုံမြို့နယ်အတွင်းမှာနေနေရှင်းလင်းစစ်စီရေးများကိုအဓိကထားဆောင်ရွက်နေပြီးတော့ညမကြာမီမှာတပ်ဆိုင်ရာသတင်းထုတ်ပြန်မှုများဇက်တိုက်ထုတ်ပြန်လိုက်မှဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေရဝတီတိုင်းပသိမ်မြို့နယ်မှာနေထိုင်တဲ့ပင်စင်စာစစ်မှုရန်ဟောင်းများကိုစစ်ကောင်စီကပြန်လည်ခေါ်ယူနေပြီးတော့တာဝန်ထမ်းဆောင်ခိုင်းတဲ့တဲကဘုံဘူးအဆင့်ရှိတဲ့သူတအူတိုက်ပွဲမှာတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တိတ်ဆုံးသွားတဲ့သူဟာပသိမ်မြို့နယ်ဇင်ပြုံးကုန်းကျေးရွာအုပ်စုခွနပင်ချောင်းကျေးရွာမှာနေထိုင်တဲ့အသက်64နှစ်အရွယ်ဘုံမူဘိုးရွှေဆိုသူဖြစ်ကြောင်းမိသားစုနဲ့နီးစပ်သူများထံကနေပြီးတော့သိရပါဗါတယ်။ခေါင်းကိုစနိုက်ပါမှန်တယ်လို့ပြောတယ် ်အလောင်းကိုတော့ရှေ့တန်းမှာပဲမိသကြိုလိုက်တယ်လို့ပြောပါတယ်မိသားစုကိုအိမ်မှာနာရေးလောက်ခွင့်ပြုတဲ့အကြောင်းဖုံးဆက်လို့သိရတာလို့မိသားစုနဲ့နီးစပ်သူတို့ကပြောပါတယ်ဘုံမှုဘိုလ်ရွှေဟာရခင်ကဘိုလ်ကြီးအစ်စ်နဲ့စစ်ကောင်စီရဲ့ပလာဆသုံးတက်မှာအသက်60ပြည့်ပင်စင်ယူခဲ့ပြီးတဲ့နောက်စစ်ကောင်စီရဲ့စစ်မှုတန်းဟောင်းများကိုပြန်လည်တာဝန်ထမ်းဆောင်ခိုင်းရမှာ ဘုံမှုရာတို့ကိုတိုးပေးခြင်းကြောင့်ပြန်လည်တာဝန်ထမ်းဆောင်နေသူဖြစ်တယ်လို့သိရပါဗျ။ဇော်လိုက်လာ22ရက်နေ့ကမုံရွာမြို့နယ်အတွင်းစစ်ကောင်စီရဲ့လှည့်ကင်းကိုဥဆောင်ပြီးတော့ကင်းလှည့်ရမှာပြည်သူ့ကာကွယ်တပ်များနဲ့ထိတွေ့မှုဖြစ်ပွားခဲ့ရမှာဥကောင်းကိုကြည်စံထိမှန်ကတေဆုံးခဲ့ခြင်းဖြစ်ကြောင်းစစ်ကောင်စီနဲ့နှိဆက်သူများထံကသိရပါဗျ။ရှေ့တန်းမှာတေဆုံးခဲ့တဲ့ဘုံမှုဘိုလ်ရွှေရဲ့တမတ်ဟာလဲ ဘိုးကြီးထွန်းမင်းအောင်ဆိုသူဖြစ်ပြီးတော့၎င်းဟာလည်းရှေ့တန်းထွက်နေရကြောင်းသိရပါတယ်စစ်ကောင်စီအနေနဲ့စစ်အာဖြစ်တင်းရန်စစ်မှုထမ်းဟောင်းများကိုပြန်လည်ဆင့်ခေါ်ရမှာအသက်60ကနေ65နှစ်အထိကိုတိုက်ခိုက်ရေးလုပ်ငန်းမှာတာဝန်ပေးပြီးတော့65နှစ်နဲ့အထက်ရှိတဲ့သူတွေကိုပင်တန်းကျောင်းများမှာတာဝန်ပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပီတင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်မြို့တော်ဝန်ဒုမြို့တော်ဝန်ဗိုလ်ချုပ်ဟောင်းများနဲ့စီပင်အဖွဲ့က ပုပ်ပသည်ရီနှစ်ထပ်လူနေဆိုင်ကန်း33လုံးစီမံကိန်းအတွက်တင်တာမခေါ်ပဲလက်ပေးလက်ယူလုပ်ပြီးတော့ကုမ္ပဏီနှစ်ခုထံကိုဆောက်လုပ်ခွင့်ချထားပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။နေပြည်တော်စီပင်ကမြို့တော်ဝန်ဒုဗိုလ်ချုပ်ကြီးဟောင်းတန်းထွန်းဦးဒုတိယမြို့တော်ဝန်ဗိုလ်မှူးချုပ်ဟောင်းမောင်မောင် အတွင်းဝင်မြို့အောင် ညွန်ကျုပ်ဒုဗိုလ်မှူးကြီးဟောင်းစိုးဟန်ဈေးဌာနမှူးဗိုလ်မှူးဟောင်းအောင်နိုင်မျိုးတို့ကလက်ဝါးချင်းရိုက်ပြီးတော့ပုပ္ပတေရိမျိုးနယ်မှာနှစ်ထပ်လူနေဆိုင်ကန်33လုံးစောက်လုပ်ရေးစီမံကိန်းကိုစစ်အရာရှိဟောင်းများပိုင်ဆိုင်တဲ့ဘာမာပဲလစ်နဲ့ Trump White Company နှစ်ခုတို့ကိုရောင်းချပေးခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီနောက်မှာတော့ဆိုင်ကန်းများကိုပြည်သူများကိုရောင်းချပေးခြင်းမရှိဘဲနဲ့အချင်းချင်းဝေမျှပြီးတော့ခွဲခြမ်းရယူခဲ့ကြတယ်လို့သိရပါဗါတယ်။နှစ်ထပ်ဆိုင်ကန်းစောက်လုပ်ခွင့်တင်တာရခဲ့တဲ့ Trump White Company ကဘုံမှုတော်စင်ဝင်ဥဆောင်တဲ့ဘုံပြုတ်တွေထောင်ထားတာ ဘာမာပဲလစ်ကော်မဏီကဘုံမူကြီးဟောင်းညွန်ချုပ်အငိမ့်စားမျိုးမြင့်ရဲ့တားပိုင်တာစောက်လုတ်ခွင့်တင်တာကိုဘသူကမှမကြော်ညာဘူးလက်သိပ်ထိုးပြီးတော့ပေးလိုက်တာစိုင်ကနေပြီးတော့လေအများပြည်သူကိုမပေးဘဲနဲ့သူတို့အချင်းချင်းပြန်လှည့်ပြီးတော့ရောင်းယူသွားကြတာလို့နေပြည်တော်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ဒါအပြင်နေပြည်တော်ကောင်စီနယ်မြေဇဘူတိရီမြို့နယ်ဒုက္ခတိတ်တိရက်ကွက်ပြင်မနာတောင်ညိုလမ်းဘေးမြို့မဆေးအနေမှာရှိတဲ့ဒုက္ခတော်ဝင်အင်ယာနှစ်စီမံကိန်းတိဆောက်ရေးအတွက်တင်တာချထားပေးမှုတွေမှာလည်းမြို့တော်ဝန်တန်းထုံးဦးကစပြီးတော့ ဒူးမြော်ရောင်မောင်မောင်အပါဝင်စီပင်တစ်ဖွဲ့လုံးအချင်းပြတ်ခြားစားမှုတွေကျူးလွန်ထားကြတယ်လို့သိရပါဗျ။နေပြည်တော်မြို့တော်ဝန်တန်းထုံးဦးဟာဒူးဘုံချုပ်ကြီးဟောင်းဖြစ်ပြီးတော့အမှတ်6စစ်စင်ရေးအထူးအဖွဲ့မှုဖရီကန်တိုင်းစစ်ဌာနချုပ်တိုင်းမှုတမတော်စစ်စေးရေးအရာရှိချုပ်စကခဆက်လေးမှုစတဲ့ယာဒူးများကိုတာဝန်ယူခဲ့တယ်။မင်းအောင်လှိုင်ရဲ့လူယုံတူဦးလည်းဖြစ်တယ်လို့သိရပါဗျ။နေပြည်တော်ရဲ့ဒူးမြို့တော်ဝန်မောင်မောင်ကလည်း တက်မတော်သားပြည်သူလွတ်တော်ကိုယ်စားလှယ်ရဲ့ခေါင်းဆောင်အဖြစ်နဲ့မင်းအောင်လှိုင်ကလွတ်တော်တွဲမှာတာဝန်ပေးအပ်ခဲ့တဲ့စစ်ခေါင်းဆောင်ရဲ့လူယုံဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့လာရှိုးမျိုးစစ်ရေးအုပ်ချုပ်မှုကော်မတီဖွဲ့စည်းပြီးတော့ MNDA ကအုပ်ချုပ်မယ်လို့မနေ့ကနေဆွဲနဲ့တရားဝင်ကြေညာထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကတရုတ်ဘာသာနဲ့ခြေညာချက်ထုတ်ပြန်ခဲ့ပြီးတော့ဒီကနေ့မှာတော့မြန်မာဘာသာနဲ့ခြေညာချက်အစ်စ်ကိုထုတ်ပြန်လာခြင်းဖြစ်တယ်လို့သိရပါဗါးလားရှုံးမှာစစ်ရေးအုပ်ချုပ်မှုကော်မတီဖွဲ့စည်းပြီးတော့တိုက်ပွဲအပြီးမှာမြို့နယ်အုပ်ချုပ်ရေးနဲ့ပြည်လဲထူထောင်ရေးဆောင်ရွက်မှာဖြစ်တယ်လို့သိရပါဗါးလားရှုံးမြို့မှာရှိတဲ့အစိုးရဝန်ထမ်းများ၊ကျောင်းဆရာဆရာမများ၊ဆရာဝန်များနဲ့တူနာပြူများအနေနဲ့မိမိတို့ရဲ့လုပ်ငန်းတာဝန်များကိုပြည်လဲလာရောက်ပြီးတော့ထမ်းဆောင်ကြရန် တရုတ်အမျိုးသားလူမှုရေးအဖွဲ့အစည်းများအနေနဲ့လာရှိုး area စစ်အုပ်ချုပ်ရေးကော်မတီကိုကုညီပံ့ပိုးပေးကြရန်ပန်ကြားထားတယ်လို့သိရပါဗျ။ MNDAA ကရဲဘော်များအနေနဲ့ကျင့်ဝတ်တဲ့စည်းကမ်းများကိုလိုက်နာရမှာဖြစ်ပြီးတော့ယာရူးကိုအလွဲသုံးစားလုပ်ခြင်းအရက်သားများရဲ့အကျိုးအမြတ်များကိုလူယူခြင်းနဲ့အရက်သားများရဲ့စီးစိမ်ဥစ္စာများကိုတင်းယူခြင်းများကိုကျူးလွန်ပါကပြင်းထန်စွာအရေးယူမှာဖြစ်တယ်လို့သတိပေးထားပါတယ်။ပြည်သူများအနေနဲ့ MNDAA တပ်ဖွဲ့ဝင်များဝင်ရောက်မှုကိုစိုးရိမ်ထိတ်လန့်ရန်မလိုဘဲစိုင်ခမ်းများကိုဆက်လက်ဖွင့်လှစ်နိုင်တယ်လို့ပြောကြားထားပါတယ်။ ကုံစည်းနှုံများမြင့်တင်ခြင်းကိုလည်းကန့်ကွက်ပြီးတော့မူလနေထိုင်ရေးစနစ်ကိုအမြန်ဆုံးပြန်လည်တိဆောက်ရန်တိုက်တွန်းထားတယ်လို့သိရပါတယ်။ MNDAA တပ်ဖွဲ့ဝင်များစီကံဖောက်ဖျက်ပါကအချိန်မရွေးလာရောက်တိုင်ကြားရန်ပြည်သူလူထုကိုဖိနှိပ်မှုများကိုလုံးဝကန့်ကွက်ပြီးတော့ပြင်းထန်စွာအရေးယူမှာဖြစ်တယ်လို့သိရပါတယ်။လာရှုံမြို့မှာအွန်လိုင်းလိမ်လည်မှုနဲ့တရားမဝင်လုပ်ငန်းများကိုပြင်းပြင်းထန်ထန်တိုက်ဖြတ်နှိမ်နှဲမှာဖြစ်တယ်လို့သိရပါတယ်။ ပရင်တူနဲ့ဝါရာမိုင်းတိုက်ချင်းများကိုလည်းအေးအေးမှဖြစ်ကြောင်းသိရှိရပါတယ်။တိုက်ပွဲကြောင့်ပျက်စီးသွားတဲ့အရဲသားတွေရဲ့နေအိမ်များကိုပြုပြင်ရေးနဲ့ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကိုကူညီပံ့ပိုးပေးမှဖြစ်တယ်လို့သိရပါတယ်။အခက်အခဲများရင်ဆိုင်ရပါကဘာအကူအညီလိုအပ်လဲဆိုတာကိုလာရောက်စုံစမ်းနိုင်တယ်လို့သိရပါတယ်။တိုင်ကြားရန်နဲ့အကူအညီတောင်းခံရန်ဖုန်းနံပါတ်များကိုပါတပါးတည်းချိန်ညားထားကြောင်းတင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာအောင်ပွဲအတိတ်နမိတ်ဖြစ်တဲ့တပြေပန်းတွေမယောင်းချဖို့စစ်ကောင်စီကသတိပေးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ့်တောင်ကြီးမြို့ရဲ့မြို့မဈေးအမှတ်၅ဈေးအဝေးယာဈေးနဲ့ဖျားရင်မြင်းတွေမှာပန်းယောင်းချနေတဲ့သူတွေကိုထပ်ပြီးတော့မယောင်းချဖို့ဇူလိုင်လ25ရက်နေ့ကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထွေအုပ်ဝန်ထမ်းတွေကလိုက်လံသတိပေးခဲ့တယ်လို့ဆိုပါတယ်။ရောင်းရင်ဘာလုံးမှလဲလို့မေးတော့မပြောဘူးမယောင်းနဲ့ပေါ့စိုက်လည်းမစိုက်နဲ့တဲ့ တို့တော့နောက်တစ်ခါလာစစ်မယ်လို့ပြောတယ်အဲ့ဒီအကြောင်းမှဘလို့ဆောင်ရွက်မယ်ဆိုတာကိုထပ်ပြောမယ်ထင်တယ်လို့တောင်ကြီးမြို့တွင်မှာပန်းရောင်းချသူတအုပ်ကပြန်လည်ပြောပြခဲ့ပါတယ်ဒါအပြင်စိုက်ပျိုးမွင်းမြူရေးနဲ့ဆယ်မြောင်းဝင်ကြီးဌာနအပါဝင်ကျန်တဲ့ဌာနဆိုင်ရာတွေကိုလည်းတပြေးပင်မစိုက်ပျိုးကြဖို့နဲ့စိုက်ပြီးသားတွေရှိရင်လည်းခုတ်ထွင်ရှင်းလင်းကြဖို့ညွှန်ကြားထားတယ်လို့နန်းစီဒီယန်ဝန်ထမ်းတွေနဲ့နှိစက်တဲ့သူတအုပ်ကပြန်လည်ပြောပြခဲ့ပါတယ်တပြေးပန်းဟာဗုဒ္ဓဘာသာဝင်တွေအတွက်ဖျားကတ်လူရမှာကြားရှိအထားခံတာကြောင့်ဝေလုံအားအများဆုံးပန်းဖြစ်ပြီးတော့ ပန်းရောက်နေတဲ့သူတွေဘက်ကတော့ရောင်းခွင့်မရှိတော့မှကိုစိုးရင်ပူပန်နေကြသလိုအိမ်ရှင်မတွေဘက်ကလည်းအခက်တွေ့လာနိုင်တယ်လို့ဆိုပါတယ်ဒီတိုင်းသာဆိုရင်တော့မြန်မာနိုင်ငံရဲ့တမိုင်းမှာမင်းအောင်လှိုင်ကတပြေးပင်ကိုပါကြောက်ရတဲ့အာနာယူအဖြစ်နဲ့မှတ်တမ်းဝင်တော့မှာပဲလို့ဈေးတယ်တအူးကမှတ်ချက်ပေးထားပါတယ်လားတူပဲမန္တလေးတိုင်းမရီယာမြို့မှာလည်း တပြေပန်းစိုက်တဲ့အိမ်တွေကိုအမြင့်ကနေနှုတ်ခိုင်းနေတယ်လို့လူမှုကွန်ရက် Facebook စာမျက်နှာရဲ့သတင်းအင်းမီလေးစီကသိရှိရပါတယ်။2023ခုနှစ် November လ17ရက်နေ့ကလည်းမန္တလေးမြို့မှာတပြေပန်းနဲ့ပန်းတပိတ်ပြုတ်လုခဲ့တဲ့အမျိုးသမီး10ဦးကိုစစ်ကောင်စီတပ်ကဖမ်းဆီးခဲ့မှုကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်း၊နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။